မေဂွန်122နှစ်ပေါ့နော်122နှစ်တုန်းကဥစဉ်ကအဲ့ဒါဆေးရုံမှာလူနာဆောင်ရင်းဆိုတော့တိုးရင်လိုရှင်းမယ်အကျင့်မယ်ဥစဉ်ပြောပြလိုက်တယ်သူမေးထားတဲ့မေဂွန်ကဘာလဲဆိုတော့ဥစဉ်ဖရာတဲ့ရဟဝတ်ပြီးတဝါဆိုပြီးတော့လူထွက်လို့ရှင်အပြစ်ရှိပါသလားဆိုလိုရင်းကတော့ဝတ်လိုက်ထွက်လိုက်အပြစ်ရှိသလားဒါပြောချင်တာနေမှာပေါ့အပြစ်မရှိပါဘူးဒီနေ့အပြစ်ကတော့နော်ဒီနေ့အပြစ်လမ်းပြတခြားအပြစ်ကလည်းမရှိပါဘူးဒီကတော့သင်္ဃဝတ်တဲ့ချိန်မှာ ကောင်းကောင်းနေဖို့ဟာပိုအရေးကြီးတာပါဘလို့အပြစ်မရှိတဲ့ဆိုတာမြတ်စွာဘုရားကလူထွက်လို့ရဟန်းပြန်ခါလို့မရဘူးဝိနည်းအပြစ်ဖြစ်တဲ့အာဘတ်တဲ့နယ်လို့ဒီလိုမျိုးမိန့်တာမှမရှိပဲနဲ့အာဂုတုဖြစ်တယ်လို့လည်းအပြီးဒီမှာဒေသနာမှာဟောတာမှမရှိပဲနဲ့ကိုယ်မနေရလို့ထွက်တာအပြစ်မရှိပါဘူးအဲ့လိုဝက်ပြီးတော့ထွက်ထွက်ပြီးတခါနောက်တစ်ခါပြန်ဝက်လည်းပဲဒါရဟန်းတော်အင်္ဂါနဲ့ညီတယ်ဆိုရင်ဒါပြည့်စုံရင်ရဟန်းခံပြီလို့ရတာပါပဲ။ ရခံပြီလို့မရဘူးဆိုတာမရှိပါဘူးအဲ့လိုလေပါလာဒီကကြာနေတဲ့ပုံကိုယ်တွေတို့ဒါမှမဟုတ်ကျွန်တော်လင်္ကာထေနကအစရှိတဲ့ပုံကိုယ်တွေတို့ဒီလိုပုံကိုယ်တွေမဟုတ်ရင်ဒါရခံပြီလို့ရပါတယ်အဲ့တော့ဥစဉ်ဘာပြောလိုက်တော့ဆိုတော့ဘုရားတစ်ထပ်တုန်းကဒီလိုပဲလို့ခဏခဏဝုတ်လိုက်ထွက်လိုက်နဲ့ကိုတော်တပါရှိခဲ့ဘူးတဲ့ဆိုတော့ဇာတ်ရာပြောပြလိုက်တယ်အဲ့ဒီဥစားကိုဥမာတကားတယောက်ကအဲသူအကောင့် YouTube channel အကောင့်အားတော့ မြတ်ကိုစင်လာမသိဘူးเนาะအဲ့လိုထင်တာပါပဲဒီမှာဇေယျပုံလည်းပြထားပါတယ်ကြည့်ပေါ့အဲ့တိုင်းပါအဲ့ဒါသူကအကျယ်သိချင်ပါတယ်ဥစဉ်ကဘာဟုတ်အကျယ်သိချင်တာလဲအဲ့ဒီတော့ဥစဉ်ပြောတာဇက်တော်ကတော်တော်ကျင်းသွားတယ်ပေါ့နော်အဲ့ဇက်ကလေးကိုပဲဥစဉ်ပြန်ပြောပြပါမယ်အကျယ်ဆိုတော့အဲ့ဇက်ကဧကဧကကနိဗ္ဗာကုဋ္ဌာနပဏိတဇက်အဲ့ဒီဇက်ရဲ့ဥစဉ်တော့ပစ္စုပန်ဝတ္ထုမှာ စိတ်ဓာထလို့ခေါ်တဲ့စင်ထင်းသားလယ်သမားပါပဲစင်ထင်းသားဆိုရင်လည်းသူကလဲထုံသွားရင်လည်းကြောင်းထဲဝင်ပြီးတော့ကိုရော်လေးဆွန်းဆွန်းရတာကိုပြည့်စုံတာကိုကြည့်ပြီးတော့ဩတို့များလောက်ကန်စားတော့ရတာမလွယ်ဘူးဝိုင်းရပြည့်စုံမှုရအတွက်ဆင်းဆင်းရဲရဲပင်ပင်ပန်းပန်းလောက်ကန်စားရတယ်ဗောကိုရော်လေးညံချမ်းသာလိုက်တာတမနခင်ဆုံးကထွက်လိုက်တာအမလီရလိုက်တာ ြည့်စုံလိုက်တာတို့များထမင်းနှက်မှန်မှုတော်မူလဲဘူးရှိတာလားလားဟောငပိဇန်နဲ့မကြည့်ရကြခင်နဲ့စင်စင်ချိုချိုတဲတဲစားရတယ်စားရတော့လောကကံရလည်းပြင်ပြမတ်မတ်လောကကံရတယ်တလောက်ဝိုင်းပင်မခက်ခဲနေတာလူဝဲနေတော့မတော်ဘူးငါလည်းချမ်းချမ်းသာသာနေရဒီကတော်လေးလူကောင်းမွန်နေရတင်ငါဝက်မပဲတင်ငါကောင်းဝင်လာ ဘာกว่าတော့ဆိုတော့လူဘဝတော့ကตาနဲ့မယားနဲ့เนาะကာမဂုံအပျော်ပါနဲ့စိတ်လွတ်လပ်လို့နေရတယ်။ဝိုင်းရတော့ကိုယ့်အကိုရှာစားတာပေါ့လေ။เนาะအာရခဒုက္ခရှာမိရတဲ့ဒုက္ခတော့ရှိတာပေါ့။ပရိယေသနာဒုက္ခဒါရှိတာပေါ့။တန်ခါဝလိုက်တဲ့အဲ့လိုဝိုင်းရတဲ့ရှာရဖွေရတဲ့ပြင်းပြင်းထန်ထန်ရတဲ့ဒုက္ခငြိမ့်သွားတာပေါ့။ ဒါပေမဲ့တော့လူလိုကာမတုခံလေးကကာမကိုအာရုံအပျော်ပါဆိုတာကြတော့မရတော့ဘူးလေမရတော့အဲ့ဒါသူကဟာတဲ့ဘုန်းကြီးကဝလာဘုန်းကြီးကဝလာအော်သူထင်တယ်လို့ပါပဲလာစားရတော့ရဝိုင်းကိစ္စပြည့်စုံတယ်ဒါပေမဲ့လို့တခါတော့ဇနီးနဲ့မရနဲ့တားနဲ့သမီးနဲ့အဲ့လိုနေရတာမဟုတ်ဘူးတရားထဲနေရတဲ့ခါကျသူကတော်တော်ကြာတော့အော်ဘုန်းကြီးဝေးရတာလဲပြင်း၆၆ကြီးပါသူများလူမတမ်းမဆားရတယ် ူများလိုပြောခြင်းတိုင်းသူများတွေလာပွဲတွေလမ်းတွေသွားကလာကကကခုံကဆိုကတီးကနဲ့ပြောကြရှင်းကြတယ်ဇနီးမယသမီးသားတွေနဲ့လူတို့ဘာသာဘဝပြောကြရှင်းကြတယ်ဩငါတို့ဘုန်းကြီးเจ้าမှာတကုတ်ကုန်နဲ့ပြင်းစရာကောင်းလိုက်တာဒီဘဝမှာငါကြာကြာမနေနိုင်ပါဘူးဆိုတော့တခါထွက်ပြန်အဲလိုနဲ့တခါလောက်ကန်စားနေကပူကြောက ပူစာရာဆင်းရဲဟာလူလောကအပျော်ပါစရာ ဒါလောက်ဆင်းရဲနေမှာတော့ဘယ်လိုချမ်းသာတော့မှာတော့ဆိုတခါဘုန်းကြီးဝိပြန်ရောဩဘုန်းကြီးဘုရားနေရတာလက်တဲမနှိပ်လာပါဘူးဆင်းရတာပါပဲဆိုတခါပြန်ပြီးတော့သူကလူထွက်ပြန်ရောအဲ့လိုထွက်ချီဝင်ချီနဲ့ခုနှစ်ကြိမ်မြောက်နော်၆ကြိမ်တော့သူအဲ့လိုလုပ်ပြီးတော့ခုနှစ်ကြိမ်မြောက်တဲ့အခါကျတော့တော့ကနေမောပန်ပင်ပမနာပြန်လာအင်းရောက်တော့သူ့အမျိုးသမီးကဂရမမအိပ်ပြောလို့ ဲ့ပြီးတော့သူကပါဇက်ကလည်းဟောင်းလောင်းပွင့်သေးသေးလေးကကြာသူ့စိတ်ထဲမှာကြွတ်ချိန်လဲတန်သွားလို့နေပါဘောသူကသင်္ကန်းလေးရလည်းပဲသူကအဲ့မှာဘုရားရှင်မှာထိုးထားတယ်တခါတည်းအော်ငါတော့မပြောဘာဖြစ်ရင်ဝှစ်ချင်စိတ်ပေါ့ရင်ဝဲရအောင်သူကမျိုးသမီးကိုသူကအတုဘအလောင်းကောင်းလို့စိတ်ကအဲ့လိုထင်းသွားတယ်ထင်သွားပြီတော့ငါကို၆နှစ်နေတယ်ငါကိုလိန်ညာနေတယ်လောကကြီးငါလိန်ညာနေတယ်လူလောက ဇနီးမယသမိသားအပျော်ပါဆိုတာဘာမှမဟုတ်ဘူးတကယ်ယွန်စရာပဲဆိုသူဆင်းပြီးတော့ပြေးရတာဟာလေပြေးပြီးကြောင်းရောက်ပြီးသင်္ကားဝဲ့ရောဒီတစ်ခေါက်တော့သူကတကယ်ကိုတာဝကရပြီးထိတ်လန့်ပြီးတော့ဝတ်တာဆိုတော့စာရီပါရီသင်အပိဓမ္မာခုနှစ်ကျန်းဆောင်းတယ်အပိဓမ္မာဆောင်းပုဂ္ဂိုလ်ဖြစ်တယ်ဖြစ်ပြီးတော့အရာနဲ့သူတရားတွေပါတယ်အားထုတ်ပြီးတော့ယဟန်နာဖြစ်သွားတယ်ပေါ့ယဟန်နာဖြစ်သွားတော့ကိုတော်လေးတွေကတော့ထင်တာပေါ့လေပုထုဇဉ်ယဟန်တွေကတော့အော်ဒီကိုတော်ကြီးတော့ကြလူထွက်မှာပဲပြောင်ညတော့သူ ။မရှင်လူမထွက်သေးဘူးလား။လူထွက်ဖို့အချိန်မကျသေးဘူးလား။လူမထွက်သေးဘူးလား။အာတပြည့်တော်မထွက်တော့ဘူးတဲ့ဒီသာသနာတော်ကနေ။ငါငါရှင်တရားထုရတဲ့စကားမျိုးပြောတာပဲ။ဘုရားစီပို့ရမယ်။ဘုရားစီရောက်တယ်မြတ်စွာဘုရားက။တရားထုရတဲ့ပုဂ္ဂိုလ်ဖြစ်ကြောင်းကိုမင်းရှိတယ်။ဒါနဲ့အံ့ဩကြတာပေါ့။အော်ဒီလောက်ရဟန္တာဖြစ်နေတော့ဥပနိတ္တိယပစ္စည်းရှိတဲ့ပုဂ္ဂိုလ်ဝင်တော်လည်းပဲခုနှစ်ခါလောက်အလားဝင်ကြီးထွက်ချင်တဲ့ ဖြစ်သေးတာပဲအံဝော့เสียကောင်းလိုက်တာနော်ဒါအကြောင်းကပြည့်စုံလာအဲ့လိုဖြစ်လာတာနော်တဘောကပြောနေတာကအဲ့လိုမျိုးဝတ်လိုက်ထွက်လိုက်လို့လို့အပြစ်မရှိပါဘူးဒီကဝတ်တုံးမှာဇဟန်းကဇဟန်းနဲ့တူအောင်ကိုရင်ကကိုရင်နဲ့တူအောင်ကောင်းမွန်မွန်နေဖို့အပိုးရေးကြည့်တာပါဒါအရေးကြီးတာနော်အတူခုနခါလောက်ထွက်ပြီးနောက်ရဝဲဝတ်တော့ဇဟန်းတာဖြစ်တာပဲဇဟန်းတာပြတော့ပြောဆိုပါကြကရှေးသူတော်ကောင်းနေလဲပဲဒီလိုဖြစ်မှုတယ်လို့စကားလေးအစကြည့်လိုက်တော့ရဟန်းတော်တွေကမြတ်စွာဘုရား ရှေ့ကသူတော်ကောင်းတွေကဘယ်လိုဖြစ်ဖို့ပါသလဲဆိုတော့ရှေ့လုံးလည်းပြီးတော့အခါတဲ့အဲ့ဒါဗာရဏသီပြီးမှပြမတာမင်းမင်းပြတော့ဘုရားအလောင်းဟာဟင်းရွက်တဲ့အမျိုးဟင်းရွက်တယ်ဆိုတာစိုက်ပြိုးပြီးဟင်းရွက်တယ်လက်ပဲရောင်းချစားတော့ဟင်းတယ်မျိုးမှာသွားဖြစ်တယ်သူ့နာမည်ကုဋ္ဌာလကုဋ္ဌာလပန္နိတာလို့ခေါ်တယ်သူကကုဋ္ဌာလပန္နိတာ သူပိုင်ဆိုင်မှုကတော့ပေါက်တူးလေးတစ်ချောင်းပဲ ပေါက်တူးဆိုပေါက်ပြပေါက်ပြပေါက်ပြအတုံးလေးတစ်ချောင်းပဲသူပိုင်နေအဲ့ဒါသူပိုင်ပစ္စည်းလူလောကမှာရွှေမျိုးဆိုတဲ့တိုင်းပဲရွှေရှိခုံရှိမှအများကမျိုးတော်နေတာလေလူရဲတို့ဖြစ်လာရင်အမိရဖဆွေမျိုးတိုင်းဝိုင်းဆိုတော့လည်းရှိတာပဲတို့တော့ကိုမရှိဘူးရွှေငွေမရှိဘူးဥစ္စာမရှိဘူးဆိုရင်ဒါအမျိုးတော်နေတာလို့မရှိဘူးအဲ့သူမှာဆွေမျိုးတိုင်းဝိုင်းဆိုတာလည်းမရှိဘူးဘသူဦးကြီးဦးလေးတော်ကြီးတော်လဲဆိုတာလည်းမရှိဘူးတယောက်ထဲသမားပဲသူကဟုတ်လားလာပါနေကြသူတယောက်ထဲပဲသူကသူအဲ့ဒါ အချိန်နဲ့ပေါက်တူးလေးနဲ့သူ့ဆွာပြီးတော့အဲ့ဒါရောင်းချစားတောင်းနေတာအဲ့လိုတနေ့ကျသူစဉ်းစားတယ်ဩလောကမှာတချို့ပုံကိုယ်တွေဆိုလို့ချင်းစစ်စဲဥစ္စာတွေတော့ဆုံးပြီးတော့ရဟဝကြသေးတာသူတို့တလောက်ပြောစရာပါစရာစစ်စဲဥစ္စာဇနီးမယသမီးသားဆွေမျိုးသားဝိုင်းတွေနဲ့ငါမှဒီပေါက်တူးတစ်လက်ရှိတာဘာတန်ရောစင်မှာတွဲစရာလည်းမရှိဘူးဝစ်စရာလည်းဆော့ဆော့ပြပြဝဲရတယ်ပိုင်ဆိုင်မှုလည်းပေါက်တူးအတုံးတစ်လက်ဆွေမျိုးသားဝိုင်းဇနီးမယသမီးသားလည်းမရှိဘူး ဒီတိုင်းနေမဲ့စားတော့ဘုန်းကြီးဝတ်တာကောင်းပါတယ်ဆိုဘုန်းကြီးတော့မဟုတ်ဘူးသူကရသိကောက်ဝတ်တယ်အဲဒီကနေပြီးတော့မိုးလေးကြတော့သူကတခါတည်းတရိယာတယ်အာငါပေါက်တူးလေးနင်းတော့ပြောင်းမှုဇံလေးတစလေငါသိမ့်ထားတာအခုမိုးကလည်းကြပြီခါတိုင်းဒါလေးငါထုဒါတော့ဆွာပြုတ်ပြီးတော့ရောင်းချစားတောင်းတာအဲ့ဒါသူကတရိယာတန်ရောင်းစင်တွေ့ပြီးတော့တခါပြန်ထွက်ပြန်အဲ့လိုမျိုးနော်ရသေးဝတ်လိုက် ဟလာဆိုတော့လှုပ်ပါသွားမိုးပြက်သွားတဲ့အချိန်ဆောင်းကုန်ຫນွေပိုင်းပေါ့ဒါကမိုးလေးကြလာပေါတူအတုံးလေးသတိရပြန်ဝဲလိုက်နေအဲ့လိုလည်းသူ၆ခါရှိတာခုနှစ်ခါမြောက်တော့ဟာငါနဲ့ဒုက္ခပါပဲဒီပေါတူတလက်တန်ရောင်းစင်ဆိုတာတွင်မြစ်တရားတွေ့တာပဲเนาะဒီပေါတူတလက်ငါတန်ရောင်းစင်တွေ့နေတာဒီတခါတော့သွားလျော့ဟဲ့ဒီပေါတူငါတန်ရောင်းစင်ပြက်ခါတဲ့လှုပ်လိုက်မယ်ဆိုပြီးတော့ပေါတူသူက မြေကမ်းဘေးယူတိုက်ခေါင်းပေါ်မှာခုနှစ်ကျင်းခုနှစ်ပတ်ပတ်ချလဲဝေးရပြီပြစ်ထည့်လိုက်တာရေးတဲ့ဟိုအဲ့မှာဇိတံမေဇိတံမေငါအောင်ပြီငါအောင်ပြီလို့သူကကြွေးကြော်တယ်အဲ့ဒါကိုရှင်မင်းကကြားတာမင်းဘာအောင်လာလဲဒီလိုဒီလိုပဲအောင်လာရှင်မင်းကတော့စစ်တိုက်ပြန်လာတာသူကစစ်ပွဲအောင်လာတာမင်းကဘာအောင်လာလဲပြီးတော့ဟာရှင်မင်းကြီးအောင်လာဆိုတာတကယ်အောင်လာမဟုတ်ဘူးတဲ့ပြန်ပရရနောက်တစ်ခါတဘုံပေါ်ရင်ထတ်တိုက်အောင်ကျွန်တော်မျိုးကအတွင်းရန်သူအောင်လာတကယ်အောင်လာပါပဲအဲ့ဒီကနေရတဲ့ဝတ်လိုက်တာနော် ဇန်နေပါလေရလို့ရှင်ဘုရင်ကတော့ live နောက်က live အတူလောက်ပြီးဝတ်တဲ့ဒီဇက်တော်လေးကတော့ဒါပါပဲသဘောကပြောချင်တာကအဲ့ဒီလိုခဏခဏဝေခဏခဏထွက်တော့အပြစ်မရှိပါဘူးရှေးသူတော်အောင်တွေလည်းပဲတန်ရုပ်စင်တွေ့မိတဲ့ရတွေ့ပြီးတော့အကြိမ်ကြိမ်အခါကထွက်ချီဝင်ချီဖြစ်ခဲ့မှုတယ်လို့